တနင်္ဂနွေနေ့မွေးသူ အားလုံးမင်္ဂလာပါ2025ခုနှစ်မတ်ချ19ရက်ကနေ21ရက်နေ့အတွင်းမှာစေကုသစ်တွေအကြံဉာဏ်သစ်တွေကိုဒီချိန်မှာလက်တွေ့ဖော်ဆောင်ရမယ်ဘဝအိမ်မဲ့သစ်တွေကို ရှင်းမှန်းချက်ထားမယ်ဘဝပုံရိပ်သစ်တွေအတွက်ရှင်းမှန်းနိုင်တဲ့နေထားရှိသလို ရှင်ပြိုင်မှုတွေမှာအောင်မြင်ခြင်းရှင်းဆွဲနေထားနေပုံမြင့်သောဘဝအခြေအနေတစ်ခုသောပြောင်းလဲထုတ်တဲ့ခြင်းမိမိလိုလားချက်စံတရရွယ်ချက်တို့ကိုအပင်ပန်းခံ၍ဆောင်ရွက်ရမှကောင်းသောအကျိုးဖြင့်ရရှိနိုင်တဲ့ကာလတစ်ခုဖြစ်ပါတယ်15ရက်နေ့မှာအရေးပါတဲ့ဆုံးဖြတ်ချက်တွေချမှတ်နိုင်တယ်ကောင်းသောကံတွေပွင့်ပါတယ် ။တမဲကြီးနေ့မှာအနောက်ရက်ကိုတည်သွားစေအနည်းရဲ့ရှိတတ်ပါလေ။နေ့တနင်္ဂနွေနဲ့သုံးနိုင်ကြအသွမ်းလာကြည့်ဆက်ရမှာပေါ့။ဆက်ချရနေ့ကတော့အတိုက်ခံနေကြတဲ့ဖြတ်သန်းမယ်။အခက်ခဲတွေထိတဲ့ရင်ဆိုင်ပြီး နောက်ဆုံးပြိကြမှာကဲ့ရတာလေးအညာဆွတ်နေလက်တလုံးကြလေးလွံ့မြောက်တတ်တဲ့အနေအထားမျိုးကြုံနိုင်တယ်။ဆက်ခွန်ရည်နေမှာတော့တွေ့ကြတဲ့ကံမြန်မာမှုနဲ့တွေ့တဲ့မှုတွေရှိတယ်။ လိုရာပြည့်စုံမယ်ငွေကြေးကဘဝကတိုးတက်ခြင်းကိုကြုံမယ်16ရက်နေ့ရှင်ပြိုင်မှုတွေမှာအောင်မြင်မယ်ဘဝတိုးတက်မယ်ကံကောင်းမယ်တပည့်ရင်းတွေမှာမတော်တဆနေကြူးဆိုင်ရမယ်အရှင်မြောင်ရက်ကုန်တည်သွားစဉ်အနေရှိတဲ့ဒီမနေ့အစောကြီးလင်းနိုင်ကိုရနေ6နိုင်ကြညနေလင်းနိုင်ခွေနေညနေ6နိုင်ကြတွေမှာ မတော်ဆအနေတွေနှွမ်းမှုနေတဲ့နေ့တစ်ခုပေါ့19ရက်နေ့မှာတော့ ရံပတိဘက်ကတွေများတယ်ကောင်းမြောင်နဲ့ဆိုးတယ်အခက်ခဲနေနဲ့ထိတဲ့တွေ့မယ်20ရက်နေ့မှာတော့အလုံးစုံစင်ပြေအောင်စောင့်ရနိုင်တဲ့ကံချင်းနေပေးမှုနဲ့တိုးတက်ခြင်းရဲ့နှစ်သာရတွေကို ရရှိသွားတယ်ဒီတပတ်တာကာလအတွင်းမှာတနင်္လာနေ့ကနေဗုဒ္ဓနေ့ဝေသူတွေကောင်းချိုးပေးတယ်တနင်္ဂနွေနေ့စနေနေ့ဝိသုမြာကြောင့်စိန်တော်စစ်တီဖြစ်တတ်ပါတယ် နံပါတ်1ငါကိုကနန်နေအကျိုးပေးတာပါ အဝါရောင်လေးမောင်ရောင်ရွှေရောင်တို့ကိုအကျိုးပေးတဲ့အရောင်တွေဖြစ်သုံးဆွဲရမှာဖြစ်ပါလေကောင်းသောကံကြမ္မာများရစေရန်အဝါရောင်ပန်းဝင်တို့ကိုဖျားတင်ပြီးလိုရာဆုတောင်းမှာဆုတောင်းပြပါလိမ့်မယ်ကျေးဇူးတင်ပါတယ်တနင်္လာနေ့မွေးသူအားလုံးမင်္ဂလာပါ 2025 March 15ရက်ကနေ27ရက်နေ့အတွင်းမှာကိုယ့်ရဲ့အတွေ့ကိုယ့်ရဲ့ကြံစီရည်မှန်းချက်တွေကတပတ်သူနဲ့မတူတချို့ကြောင်းရတယ်မှာစန့်ကျင်ပဲတော့ဖြစ်နေလိမ့်မယ်။ကိုပြောသမျှကိစ္စသည်တပတ်သူနဲ့အငင်းခုန်ဖြစ်နေလိမ့်မယ်။အတွေ့မတူတော့ဘူး။ဒီနေရာမှာသူတပတ်နောက်လိုက်ချင်းတပတ်သူလုံထုံးလုံနေတဲ့လုံချင်းကိုကိုကသွေပြီးတော့ကိုလမ်းကြောင်းနဲ့ကိုထိုးပေါက်လို့ရင် အင်မတန်ကောင်းလိမ့်မယ်ကိုယ့်ရဲ့တွေးခေါ်တွေရှင်းချက်နေတယ်အတွေးမြင်တွေရှုထောင့်နေသုံးသက်ချက်တွေမှန်ကန်မယ်ရှင်ပြိုင်မှုမှမြအောင်မြင်မယ်ကာလရှည်ချာစ조사အားထုတ်ထားတဲ့အကြောင်းအရာတွေရဲ့အကျိုးဆက်ကိုရအောင်ဖန်တီးနိုင်တဲ့အနေထားကောင်းကိုကျုံးနေတယ်ဆက်ကားရနေမှာအပြိုင်ဆိုင်နေကြတဲ့အတွက်တွေ့တဲ့မှုကိုရရှိမယ်အဲ့ဒီနေမှာ အနောက်ရက်ကိုတည်သွားစေနေရှိတဲ့တော်တော့ကျူးဆက်ရမယ်။နေတနိုင်ခွဲနဲ့သုံးနိုင်ကြားသွားတော့ကျူးဆက်ရမယ်။၁၆ရက်နေ့ကအလုံးစုံကောင်းခြင်းကံနဲ့အကျိုးပေးတဲ့ကံတွေပေါ်တယ်။ရပိုင်ခွင့်ပြန်လဲတောင်းဆိုခြင်းခက်ခဲအလုံးကျော်လွှားခြင်းရှင်မန်းကျက်အောင်မြင်ခြင်းတို့ကိုကြုံမယ်။၁၉ရက်နေ့မှာအပြိုင်ဆိုင်ကြားအတွတ်တဲ့မယ်။အခက်ခဲအလုံးကိုကျော်လွှားမယ်။မိမိလိုလားချက်ရည်ရွယ်ချက်တွေကိုစင်ပြေအောင်ဆောင်ရွက်နိုင်လိမ့်မယ်။၁၈ရက်နေ့ အဲ့ဒီနေ့မှဥတီချက်စစ်နဲ့လုပ်ကံခြင်းတို့ရဲ့ကောင်းသောအကျိုးကိုရမယ်မိမိလိုလားချက်ကို ရှေ့တိုးလို့လို့အကျိုးရှိလိမ့်မယ်အတိုက်ခံကြားကဖြတ်သန်းရမယ်အဲ့ဒီနေ့မှအရှင်းမြောက်ရကုန်ဒီသောဇင်နဲ့ရှိတတ်တယ်မနဲ့၄နိုင်ခွဲနဲ့၆နိုင်ကြာညက်နေ့၄နိုင်ခွဲနဲ့၆နိုင်ကြာဒီမှာအသွာလန်နေထိုင် အထူးပြုပြီးကိစ္စအမယ်၁၉ရက်နေ့ကတော့ အလုံးစုံကောင်းသောကံနဲ့တွတ်တက်တဲ့ကံနဲ့ပေါ်တယ်။မိကောင်းဆွေကောင်းထောက်ကူရမယ်စိတ်ချမ်းသာမယ်။၂၀ရက်နေ့မှာပြောင်းလဲမှုနဲ့တွတ်တက်မှုရှိမယ်။အကျံသစ်တွေကိုကောင်းထဲပေါ်နိုင်တဲ့ဘဝတက်လန်းပွင့်မယ်။၂၁ရက်နေ့ကတော့ငွေကြေးကံလုပ်ငန်းကံဘဝကံထူးခြားစွာကောင်းခြင်းကြိုးပမ်းခြင်းနဲ့လိုရာပြည့်စုံခြင်းတွေကိုကြုံတွေ့ရမှာဖြစ်ပါတယ်။ဒီကာလအတော်တွင်မှာတနင်္ဂနွေနေ့တောက်ကြံနေ့စနေနေ့မွေးသူတွေကောက်ကျိုးပေးပြီးတော့ တနင်္လာနေ့ကြာသာပတင်းနေမွေးသူတွေကြောင့်စိန်အောင်ရှက်ဖြစ်တဲ့နှစ်ခွန်ကိုကနန်ကျိုးပေးတဲ့အဖြူအစိမ့်မီကိုအပြာတို့ကိုသုံးပြီးတော့အလိုရှိရာကိစ္စများဆောင်ရွက်နိုင်ပါတယ်။ကောင်းသောကံကြမ္မာနဲ့တိုးတက်ခြင်းများရဖို့အတွက်အနီအောင်ပွဲပွင့်ဖျားတင်ကတ်တူပြီးအလိုရှိရာဆုတောင်းမှဆုတောင်းပြေပါမယ်။ကျေးဇူးတင်ပါတယ်။အင်္ဂါနေ့မွေးသူအားလုံးမင်္ဂလာပါ။ 2025ခုနှစ် March 15ရက်နေ့ကနေ27ရက်နေ့အတွင်းမှာရံများမယ်တိုက်ခတ်များမယ်စိတ်ပင်ပန်းလူပင်ပန်းဖြစ်မယ်မှန်းတာနဲ့လက်တွေ့ကဟမယ်ငကိုစီစဉ်ထားတာမဖြစ်ဘူးစက်ပစ္စည်းတွေဒီချင်းသွားမဝင်နဲ့လက်ထဲရောက်ပြီးမှပြတ်သွားမယ်ပစ္စည်းမလောင်တဲ့ဈေးပကစားနဲ့လက်ထဲပစ္စည်းရောက်ပြီးမှဈေးချဆင်းသွားတတ်တယ်လုံးလက်စနေထားဘဲထိမ့်ပြီးရှေ့တို့လို့ပါ သူတစ်ပါးကြောင့်ကိုယ်ရည်ရွယ်ချက်တွေနှောင့်နှေးခြင်းတွေဖြစ်တတ်တယ်ကိုယ့်အကျံစီသူများမပြောရအောင်ကိုလုံးနေတဲ့နန်းเจ้าနေသူများလမ်းမပြရအောင်ကိုယ့်ကကိုယ်ပဲအေးချမ်းချမ်းလှုပ်သွားပါရုပ်ပဲစွာ စနေတကြလှုပ်နိုင်လေအချိုးပေးလေတိုးတိုးသိသိလှုပ်နိုင်လေအချိုးပေးလေဖြစ်မယ်အတိုက်ခံတဲ့အလုံးကိုကြော်ပြီးတော့လူပြည့်စုံခြင်းကိုကြုံနိုင်တယ်ဒါပေမဲ့အဲဒီ15ရက်နေ့ကတော့ရံပြဒနာတွေနဲ့ထိတိုက်တွေ့ရတတ်တယ်အသွမ်းလန်နေတယ်လေဂယူဆက်ရမှာ အဲ့ဒီအနောက်ရသွားစရာနေဒီရှိတတ်တယ်မတော်တဆနေဒီရှိနေတယ်အထူးသဖြင့်နေ့တနင်္ဂနွေနဲ့သုံးနိုင်ကြသွားလာကျူဆက်မယ်16ရက်နေ့ကသစ္စာဖောက်တဲ့သူတွေနဲ့တွေ့တယ်စကားမတီးတဲ့သူတွေနဲ့တွေ့တယ်ဂရိပြက်တဲ့သူတွေနဲ့တွေ့တယ်အစိုးသက်ခံဒီမှာနှောက်ရက်ရှိတတ်တယ်16ရက်နေ့မှာထူးခြားတဲ့ပြောင်းလဲမှုနဲ့ဒုတက်မှုရှိတယ်ရှင်မကြအောင်မြင်မယ်ခက်ခဲကြုံလာပြီးတော့လိုရာပြည့်စုံမယ်16ရက်နေ့ရန်ကြားရတဲ့တန်လန်းပေါ်မယ် ရန်နောက်ချက်တွေနဲ့ရန်ပြဿနာဟောင်းတွေပြန်လည်ဖြစ်ရှင်းရတယ်မယုံမသားလို့တဲ့သူတွေနဲ့တွေ့တတ်တယ်အဲ့ဒီနေ့မှာပဲမတော်တဆန့်ကြတဲ့ဂူးဆက်ရမယ်အရှိမရောက်ရကုတ်သွားစရာနေရှိတတ်တယ်မနေ့နေနိုင်ခွဲနဲ့6နဲ့ကြာညနေ၄နိုင်ခွဲနဲ့6နဲ့ကြာအသွာလန်တွေထိုင်ဂူးဆက်ရမယ်19ရက်နေ့မှာတော့အလုံးစုံကန်တက်တယ်အလိုပြည့်စုံခြင်းတိုးတက်ခြင်းနဲ့အောင်မြင်ခြင်းတွေရှိမယ်20ရက်နေ့ကတော့ ရန်ပတိဘက်ကတွေကိုကြော်ပြီးလိုရာပြည့်စုံခြင်း21ရက်နေ့ငွေကြေးကလုပ်ငန်းကစီးပွားကဘဝကထူးခြားစွာတိုးတက်ခြင်းနဲ့အရာရာဆင်ပြေခြင်းတို့ရဲ့အနစ်သာရကိုကြုံတွေ့နိုင်ပါတယ်ဒီကဏ္ဍအတော်တွင်မှာဂျာသာပတိနေ့သောကြနေ့စနေနေ့မွေးသူတွေကောင်းကျိုးပေးပြီးတော့အင်္ဂါနေ့ဗုဒ္ဓနေ့မွေးသူများကြောင့်စိတ်နှောင့်ရှစ်ဖြစ်တတ်တယ်အပြာရောင်ပန်းရောင်ဒီရောင်ချက်သွေးရောင်တို့ကိုသုံးမှ369ခန်းတွေကိုသုံးဆွနိုင်ပါတယ် ကောင်းကျင်းကံကြမ္မာနဲ့အစဉ်ပြေမှုများရစေဖို့အတွက်နေဧကန်းထဲမှာရှိတဲ့ထိုင်ကုန်ချို့ပရိဘောဂချို့ နေရာရွှေ့ရှားလိုက်ပါ ထူးခြားတဲ့ကံတွေရှိလာပါမယ်ကျေးဇူးတင်ပါတယ်ဗုဒ္ဓနဲ့မွေးသူအားလုံးမင်္ဂလာပါ2025ခုနှစ်မတ်15ရက်ကနေ21ရက်နေ့တော်တွင် အထူးကောင်းတဲ့ကာလပေါ်ထွန်းပါလေ။ဇန်တိုက်ခဏနေလဲထိတ်တိုက်တွေ့မယ်။ပညာရေးကိုဆောင်ရွက်သူများထွန်းတော့ပါပါထိတ်တန်းကအောင်မြင်နိုင်တယ်။အိမ်မှာပညာရှာသူတွေရှိရင်လဲဇပွဲဖြေသူတွေရှိရင်သူတို့အောင်မြင်လိမ့်မယ်။ဒီရက်အတွင်းမှာအာမခန္ဓာတောင်းယူတာမလုံရအောင်သူများပြဿနာကိုပြဿနာဖြစ်တတ်တယ်။လောဘစိတ်နဲ့လို့တဲ့ကိစ္စမှန်စရာဘာမှအဆင်မပြေဘူး။တရားစိတ်နဲ့ ငွေကြေးကျိုးမြတ်မရရင်လည်းလုပ်မယ်ဆိုတဲ့ကိစ္စတွေကသူကြာကြာအစီအပြေသွားမှာအမခန္ဓာမလို့ရတဲ့ပြင်ပစ္စည်းလောင်တာဈေးကစားတာတော့မလို့ရအောင်၅ရက်နေရပြဿနာကြီးအများကြီးရှိတယ်စိတ်ရှိသီးခံပြီးဖြေရှင်းရအတိုက်ခံနေတဲ့ထိတိုက်တွေ့မယ်၁၆ရက်နေရတော့သစ္စာမရှိတဲ့လူတွေနဲ့တွေ့မယ်ဒါပေမဲ့မေတ္တာရေးရကံကောင်းခြင်းနဲ့စံပွင့်ခြင်းကံတွေကလည်းပြတ်ထွန်းနေတယ်၁၉ရက်နေမှာအပြောင်းလဲနဲ့တိုးတက်မှုရှိမယ်အပြိုင်ဆိုင်ကြတဲ့လမ်းပေါ်မှာရည်မှန်းချက်အောင်မြင်မယ်၁၈ရက်နေ့ အဲ့ဒီမှာရန်တက်ကန်နေများတတ်တယ်စိတ်ပင်ပန်းသူပင်ပန်းနေဖြစ်တတ်တယ်ပြီးမှငွေရေးတေးကန်လုပ်ငန်းကန်တလန်းနေပေါ်မယ်19ရက်နေ့ကသူတမားကြောင့်ကိုရည်ရွယ်ချက်တွေနှောင့်နေခြင်းကတိကောင်းဖြစ်ခြင်းတွေကြုံမယ်20ရက်နေ့မှာလမ်းသစ်ထွေပြီးလောက်တာကျိုးပြီးတယ်ရှင်းမချက်သိအောင်မြင်မယ်21ရက်နေ့ကရပိုင်ခွင့်တွေလက်ဝယ်ပြန်ရမယ်သတိထားမှာ15ရက်နေ့အဲ့ဒီမှာအနောက်ရက်ကိုတည်သွားစေအနေရရှိတတ်တာသတိထားရမယ်နေ့တန်တိုင်းခွဲနဲ့ညနေ3နိုင်ကြာ 16ရက်နေ့မှာတခါရှင်းမြောက်ရကူတည်သွားစရနေဖြစ်တတ်တယ်။အဲ့ဒီမနေ့၄နိုင်ခွဲနဲ့မနေ့၆နိုင်ကြမှာသွားလာနေတဲ့ view ဆက်ရမယ်။ဒီကံလာတစ်ဆောင်လုံးတော်တွင်မှာဇာသပတိနေဗုဒ္ဓနေတောက်ကြနေမွေးသူတွေကောင်းကျိုးပေးပြီးတော့တင်းငွေတွေနေငါနေမွေးသူများကြောင့်စိတ်နောက်ရှက်များတတ်တယ်။ငါသုံးခုကနန်းတွေကျိုးပြည့်တဲ့အဖြူရောင်ဆင်းရောင်မိခွေရောင်တို့ကိုသုံးပြီးတော့အလိုရှိရကိစ္စများဆောင်ရွက်ပါ ကောင်းသောခံချမများရစေရန်အတွက်ကိုပိုက်ဆံတထောင်တန်တရကိုမွေးနှံသာပဲပြန်ပြီးပိုက်ဆိုင်တဲ့ထဲဆောင်ကဒီကာလအတွက်လက်ကောင်းစေသောဆောင်ဖြစ်ဆောင်ယူပေးပါယေရှုတင်ပါလေဂျာသပဒေးနေမွေးသူအလုံးမင်္ဂလာပါ2025ခုနှစ်မတ်လ15ရက်နေ့ကနေစပြီးတော့မတ်27ရက်တော်တွင်ကာလဟာအချမ်းစီအောင်ခြင်းဘဝတိုးတက်ခြင်းရည်ရွယ်ချက်အောင်မြင်ခြင်းတွေကိုကြုံတွေ့ရမယ့်ကာလဖြစ်သလို့ မိမိဆန္ဒရည်မှန်းချက်တွေကိုလက်တွေ့ကောင်းတဲ့ဖော်၍အထူးကောင်းတဲ့ကာလနဲ့ဖြစ်တဲ့အပြိုင်ဆိုင်တရားလုံးကိုကျော်လွှတ်အောင်မြင်နိုင်မယ်အိမ်မှာပညာရှာသူတွေရှိရင်ပညာတိုးတက်မယ်စံဝဲဖြေသူတွေရှိရင်ထိတ်တန်းကအောင်မြင်နိုင်မယ်ကိုကိုယ်တိုင်လည်းပညာရတဲ့ဘဝတိုးတက်မှုတွေအစစ်မြစွာရနိုင်တဲ့အနေအထားနဲ့ဘဝအစစ်တစ်ခုတိုးတက်တဲ့ကံကြမ္မာကိုကြုံတွေ့ရအားရရဲ့အရာရာစင်ပြေခြင်းနဲ့တိုးတက်ခြင်းရှိတယ်လိုလားချက်ပြည့်စုံမယ်ဒါပေမဲ့မတော်တဆထိခိုက်မှန်ကြီးရဲ့ဂရုစိုက်ရမယ်အဲ့ဒီမှာ အနောက်ရောက်ကိုတည်သွားစရာညရှိတတ်တယ်။နေတနိုင်ခွဲနဲ့သုံးနိုင်ကြသွားလာကျူးဆန့်မယ်။၁၆ရက်နေ့မှာရှင်ပြန်မှုမှန်မြောက်အပြင်ပဲခဲခဲလုံးကိုကြော်ပြီးဘဝတိုးတက်တဲ့ကံကြမ္မာကိုကြုံတွေ့နိုင်တယ်။၁၉ရက်နေ့ရီမန်းကျဲမှန်မြောက်အပြင်ပဲဒါမဲ့စိတ်ပင်ပန်းသူပင်ပန်းဖြစ်မယ်။လူယုံထားလို့မရဘူး။ဆက်ရှိရနေမှာအပြိုင်ဆိုင်အားလုံးကိုကြော်မယ်ထူးခြားတဲ့ကံမြင်မှမှုကိုရမယ်ဥတီချက်စစ်နဲ့လုပ်ငန်းစစ်တွေကိုရှေ့တွန်းလို့ရအစ်စ်မြင့်တဲ့ဘဝနေထားနဲ့ တိုးတက်တဲ့လမ်းကြောင်းတွေကိုကြုံတွေ့ရနေမယ်။ဝင်းရေးကြီးကန်ကောင်းမယ်ဘဝတိုးတက်မယ်။မတော်တဆထိခိုက်မှန်တွေကယူဆရမယ်။ရှင်းမြောင်းရက်ကုန်တည်သွားစရာတွေဖြစ်တတ်တယ်။မနေ့၄နိုင်ခွဲနဲ့၆နိုင်အတွင်းသွားလာကယူဆရမယ်။၁၉နှစ်မှာအရာရာဆင်ပြေခြင်းကန်ကောင်းခြင်းတိုးတက်ခြင်းရဲ့နှစ်သာရကြုံတယ်။ရည်မှန်းထားသည့်များလက်တွေ့ကောင်းတဲ့ပေါ်အောင်မြင်ခြင်းရဲ့ကံကြမ္မာကိုကြုံမယ်။၂၀နှစ်မှာရှင်ပြိုင်မှုအောင်မြင်ခြင်းနဲ့ဘဝတိုးတက်ခြင်းတွေရှိမယ်။ 27ရက်နေ့မှာရာတိုက်ခတ်နေတဲ့ရှင်ပြီးမှလောက်ရတဲ့နေထားကိုကျုံနေမယ်။တပတ်တာအတွင်းဂျာသာပရီနဲ့ဗုဒ္ဓနဲ့အင်္ဂါနေ့မွေးသူတွေကောင်းကျိုးပေးတယ်။တနင်္လာနေ့သောကြာနေ့မွေးသူများကြောင့်စိန်နောက်ရှယ်ဖြစ်တတ်တယ်။နှစ်သုံးကိုကနန်းနေ့ကျိုးပေးတယ်။အပြာရောင်ပန်းရောင်နှုတ်နှစ်ရောင်တို့ကိုဝတ်ဆင်သုံးဆွဲပြီးတော့အလိုရှိရာကိစ္စများဆောင်ရွက်ပါပန်းဖြူသုံးဝင့်တင်ရလိုရာဆန္ဒပြုခြင်းဖြင့်လိုရာကိစ္စတို့အောင်မြင်နိုင်တဲ့နေထောင်ရပါလိမ့်မယ်။ကျေးဇူးတင်ပါတယ်။ တောက်ကြံနေဝိသူအားလုံးမင်္ဂလာပါ2025မတ်လ15ရက်နေ့ရက်နေ့21ရက်နေ့အတွင်းမှာကောင်းချင်းမင်္ဂလာတွေနဲ့ပြည့်နှက်နေတဲ့ကာလရှင်ပြန်မှုတွေမှာအောင်မြင်မဲ့နေသာအတတ်ပညာနဲ့ဘဝတိုးတက်မှုတွေကိုနဲ့ကိုဝင်းခြင်းတွင်ရှိမယ်ကာလရှိကြစီးပူးလုတ်ခဲ့တဲ့လုတ်တွေကိုလက်တွေကောက်တဲ့ပေါ်ပြီးကောင်းသောရက်လကိုခစားနိုင်တယ် ချက်ချင်းဆုံးဖြတ်ပြီးရှေ့တုလို့တာတဲ့ဆင်းပြေမယ်။စိုးရင်ပင်ပန်းပြီးမှလိုရာပြည့်စုံတတ်တဲ့ကာလလေးဖြစ်တဲ့15ရက်နေ့ကစိတ်ချမ်းသာမယ်အဆင်ပြေမယ်အတိုက်ခံတဲ့ဂျုံပြီးအောင်မြင်မယ်မတော်တဆထိရှောက်မှုယူဆရမယ်အပျော်လင်းလို့အန္တရာယ်ဖြစ်တတ်တယ်အသွာလာယူဆရမယ်အနောက်ရောက်ကုန်တည်သွားစရာနေရှိတတ်တဲ့နေ့တဏ္ဍာရွယ်နဲ့သုံးနိုင်ကြသတိထားရမယ်16ရက်နေ့စကားမတီးတဲ့သူတွေတွေ့မယ်သစ္စာပေါက်တဲ့သူစကားရှိတဲ့မျိုးနောက်တစ်မျိုးပြောတဲ့သူတွေတွေ့မယ်သိစိတ်ရှည်ရတဲ့နေ့ ဆက်ခွန်ရဲ့နေ့မှာမထင်မဲငွေဝယ်မဲမရည်ရွယ်ပဲလိုရာအောင်မြင်မဲလက်လာပါကံဘဝကံတွတ်တဲ့မဲဆက်ရှိရဲ့နေ့ကတော့ရန်နေများနေတယ်အထိပက်ခါနေရှိနေမတော်တဆနေကယူဆက်ရမယ်အဲ့ဒီနေ့မှာအရှင်းမြောင်းရကုန်တည်သွားစရာနေရှိတတ်တယ်မနဲ့လေးနိုင်ခွဲနဲ့၆နိုင်ကြညနေမှာလည်းညနေ၄နိုင်ခွဲနဲ့ညနေ၆နိုင်ကြအသွားလာကယူဆက်၁၉ရက်နေ့မှာတော့မထင်မှတ်ပဲကိုယ့်ရဲ့ စိတ်ကူးစစ်တရားထူးထူးခြားခြားဖြစ်ပြီးတော့လက်တွေ့ကောင်တဲဖွယ်ရင်လည်းအောင်မြင်လိမ့်မယ်အဲ့ဒီနေရာလုံးသမျှကျန်စီသမျှအောင်မြင်မှာ20ရက်နေရာရပ်တန့်တဲ့လူတွေပြန်လဲစတင်နိုင်တယ်မတွေ့ဘူးထင်တဲ့သူတွေပြန်တွေ့မယ်မမြင်တော့ဘူးလို့အောင်မြင်နေတဲ့မတွေ့တော့ဘူးလို့အောင်မြင်နေတဲ့လူတွေကိုလည်းပြန်လဲတွေ့မယ်ကွယ်လွန်သွားပြီလို့သတ်မှတ်ထားတဲ့လူတွေရှိရတဲ့ထူးခြားတဲ့သတင်းတွေရလာနေတယ်21ရက်နေရာတော့အရဝင်းနဲ့ဆက်ဆက်ပြီးလှုပ်တဲ့လူတွေဂျိုးပေးခြင်းဘဝတိုးတက်ခြင်းကံမြမ်းခြင်းတွေတည်ရှိနေတဲ့နေတစ်ခုဖြစ်တယ် တနင်္လာနေ့ဇောက်ကြနေ့အင်္ဂါနေ့မွေးသူတွေကောင်းချိုးပေးတယ်။ကြာသပတေးနေ့စနေနေ့မွေးသူတွေဒုက္ခပေးမယ်။တင်ငါးခြောက်ကနအချိုးပေးတယ်။အပြာရောင်ပန်းရောင်နုံးနေရောင်တွေသုံးပြီးလိုရာကိစ္စဆောင်ရွက်ပါ။နှင်းစီပန်းပန်းရောင်တွေဖျားကတ်လူပြီးလိုရာဆူတောင်းဆူတောင်းပြည့်နေမယ်။ယေရှုတင်ပါတယ်။စနေနေ့မွေးသူအားလုံးမင်္ဂလာပါ။2025ခုနှစ် မတ်15ရက်နေ့ကနေ21ရက်နေ့တော်တွင်ကာလလက်လာဘကောင်းမယ်ငွေကြေးကံကောင်းမယ်အခက်ခဲတွေအားလုံးကျော်လွှားပြီးတော့ဘဝတလန်ကံတလန်တွေဖန်နေနိုင်တယ်ချက်ချင်းဆုံးဖြတ်ပြီးရှေတိုးလောကရဲ့ရှင်တို့ရဲ့ကောင်းသောကျိုးဆက်ရမယ်သူတော်ဘာနဲ့ကိုနေကြမတူသောသဘာဝတွေရှိတဲ့ကစားကိုယ်ဆန္ဒနဲ့ကိုယ်သာရှေတိုးလောကကိုယ့်ရဲ့ကံကြမ္မာရဲ့အနှစ်သာရမြင်မှတွေ့တဲ့ပြီးတော့အောင်မြင်သွားတဲ့နေသားတွေကိုအထင်ရှားရရှိမှာပါ 15ရက်နေ့ကတော့တော်တော်ကိုကောင်းတယ်အခက်ခဲကြတဲ့တိုးတက်မယ်ဒါပေမဲ့မတော်ဆနေကိုကျူးဆက်ရမယ်နောက်ရက်ကုန်တည်သွားစရာနေရှိတတ်တယ်နေ့တနင်္ဂနွေနဲ့သုံးနိုင်ကြသွားလာကျူးဆက်ရမယ်16ရက်နေ့ကစီစဉ်ထားတာအလုံးအလွဲလွဲချော်ချော်ဖြစ်မယ်တပားသူဂရိပြက်တယ်ကိုမှလည်းစီစဉ်တာလွဲတယ်16ရက်နေ့မှာမထင်မဲ့လုပ်တဲ့ကိစ္စတွေရဲ့အနှစ်သာရကောင်းတဲ့တိုးတက်မှုကိုရရှိပြီးလျားအဆင်ပြေမယ်16ရက်နေ့မှာရန်တိုက်ခံနေတဲ့တွေ့တတ်တယ်မတော်ဆနေကျူးဆက်ရမယ် အသွားလာနေတိုင်းကျူးဆက်ရမယ်အရှင်းမြောင်းရက်ကုန်တည်သွားစေနေဖြစ်တတ်တယ်အထူးသဖြင့်မနဲ့၄နိုင်ခွဲနဲ့၆နိုင်ကြာအသွားလာကျူးဆက်ရမှာပေါ့၁၉ရက်နေ့ကတော့ထူးထူးခြားခြားကောင်းချင်းကန်တဲ့တိုးတက်ခြင်းတွေရှိပြီးတော့အလိုပြည့်စုံခြင်းကိုကြုံမယ်၂၀ရက်နေ့မှာရပိုင်ခွင့်တွေပြန်ရခြင်းခက်ခဲသောကိစ္စများကျော်လွှားခြင်းဘဝတိုးတက်ခြင်းကိုကြုံမယ်၂၁ရက်နေ့မှာအလိုပြည့်ခြင်းဘဝကံမြင့်ခြင်းနဲ့စမ်းမြင့်ခြင်းလိုရာပြည့်စုံခြင်းတို့ရဲ့အနှစ်သာရကိုကြုံတွေ့ရမယ့်အနေအထားရှိနေပါတယ်။ ဒီကာလအတွင်းမှာတနင်္လာနေ့အင်္ဂါနေ့ဗုဒ္ဓနေ့မွေးသူတွေကောက်ကျိုးပေးပြီးတနင်္ဂနွေတောက်ကြနေ့မွေးသူများကြောင့်စိတ်နှောက်ရှက်တွေရှိတတ်ပါတယ်။ရှစ်ခွန်ကိုကနိုင်းနေ့ကျိုးပေးပါတယ်။အပြာရင်ရောင်မိခိုးရောင်နဲ့ပြောင်နေ့သုံးပြီးတော့အလိုရှိရာကိစ္စတွေကိုဆောင်ရွက်နိုင်ပါတယ်။ကောင်းသောကံကြမ္မာနဲ့တိုးတက်ခြင်းများရစေရန်နေနီးပါးမှရှိတဲ့အသက်အရွယ်ကြီးရင်းသူတို့ကိုစေဝါဒါနပြုပါ။ကျေးဇူးတင်ပါတယ်။